အဲဆက်ပြီးတော့ infogrammer 26ရဲ့ grammar နှုန်းလေးတွေကိုဆက်ပြီးတော့ကြည့်ပါမယ်เนาะအခုအခန်း26မှာဆိုရင်ဘာအပိုင်းလေးထပ်ပြီးတိုးလာလဲဆိုတော့ bad အပိုင်းမှာအဲ့တော့ bad ဒီဆိုရင်ဒိုးရှိတို့ကိုရီးယားခေါ်တာလို့မှတ်ထားမယ်เนาะ bad ဒီကိုဘယ်လိုခေါ်မလဲဒိုးရှိအဲ့တော့ဒီမှာဆိုရင်ဒိုးရှိကနှစ်မျိုးရှိမယ်လို့မှတ်ထားဂျီဒိုးရှိနဲ့တဒိုးရှိအဲ့တဒိုးရှိเนาะဆိုတဲ့ရေးတာလေးမှားသွားလို့ဒါမဟုတ်ဘူးတဒိုးရှိဖြစ်ရမှာ အဲဂျီဒိုရှိနဲ့တာဒိုရှိဆိုပြီးတော့နှစ်မျိုးရှိပါမယ်ဒိုရှိမှာဂျီဒိုရှိဆိုတာဖြစ်ချင်းပြကရိယာတာဒိုရှိဆိုတာကလှုပ်ချင်းပြကရိယာဖြစ်ချင်းပြကရိယာဆိုရဲဂျီဒိုရှိကဘလို့ပြောရလဲဆိုတော့ဘဒူးမမလှုပ်တာမနယ်သူ့ဘာသာတို့အလိုအလျောက်အော်တိုဖြစ်နေတာဆိုရင်ဂျီဒိုရှိဆိုရဲဘတ်စရင်ထဲဝင်နေ အဲ့လိုမဟုတ်ဘဲနဲ့တစုံတစ်ယောက်ကပြုတ်လုထားတယ်ဆိုရင်တော့တာတိုးရှိဆိုရဲလှုပ်ချင်းပြကရိယာထဲကိုဝင်သွားတယ်အဲ့ဒီပုံမူတည်ပြီးကိုရီကဒိုးရှိတို့ခေါ်တဲ့ဘတ်တွေကိုရီအခုတက်ထားတဲ့မတ်စနဲ့ဆုံးနေတဲ့စကလုံးတွေအကုန်လုံးကဒိုးရှိဆိုရဲဘတ်စင်ရင်နဲ့ဝင်တာဖြစ်တဲ့အတွက်အဲ့ဒီဒိုးရှိတွေကိုကိုရီကကြီးလိုက်ပြီးဆိုတဲ့ကသူတို့အရှိကပါတီကေကဘာပါတီကေတော့မလဲဆိုတာသိထားရမယ် ဘလို့လဲဆိုတော့ဂျီတိုးရှိဆိုရဲဘက်တီဆိုရင်သူတို့အရှိမပါတီကေကနေတွဲတုံးနေတာတိုးရှိလို့ခေါ်တဲ့လှုပ်ချင်းမြကရိယာဘက်တီဆိုရင်နော်ပါတီကေအိုနေတွဲပြီးတော့တုံးတဲ့အဲ့တော့ကိုရီးယားမှထားပါကိုမျက်စိနဲ့မြင်တဲ့အချိန်မှာဂျီတိုးရှိအလိုအလျောက်ဖြစ်တယ်ဆိုရဲဂျီတိုးရှိဘက်တီတာဖြစ်ရင်ပါတီကေကကိုမြတ်စင်းနဲ့မြင်တဲ့အချိန်မှာဒီစုံပြောက်ကပြစ်လုထားရေဆိုရဲတာတိုးရှိဆိုရဲဘတ်ဆိုရင်ပါတီကယ်ပါတော့ အိုးနဲ့တွဲပြီးတော့သုံးပေးရတယ်။အဲအားလေးနဲ့ဆက်ဆက်ပြီးကိုရီအောက်မှာပက်တန်လေးတစ်ခုပဲမှတ်ရမယ်ဒီမှာ။ဘာလဲဆိုတော့ဘတ်သက်ရှီမာအီမတ်စတာလို့ခေါ်တဲ့ပက်တန်လေး။ဘတ်ကိုတက်ဖောင်ပြောင်းရှီမာအီမတ်စတာနဲ့တွဲတုံးထားတာ။အတိပ္ပယ်ကကြတော့ဘတ်မီသွားတယ်လို့ပြောတာ။ဘတ်မီသွားတယ်။ အရှိက နောင်းကိုဗမ်းမိသွားတာလို့ပြောကြင်တာဗမ်းမိသွားရဲဆိုတာကမထဲမှပဲမကြည့်ရွယ်ပဲနဲ့ကိုကလုံးမိလိုက်တာရည်ရွယ်ချက်ပါလို့မရဘူးနော်ကိုကမထဲမှပဲနဲ့အမားတစ်ခုခုလုံးမိသွားတာမျိုးပတ်စံအိမ်ကြပြောက်မိသွားတယ်လို့ဟာဒါကပျက်စီးမိဖြတ်စီးမိသွားတယ်လို့ကိုကြောင့်မို့လို့တရားရောက်ကဒုက္ခဖြစ်သွားတာတစုံတစ်ခုကကြပြောက်သွားတာတွေဒါဆိုရင်ဘတ်သဲရှိမအိမ်မစတာကိုသုံးမမယ်အဲ့လိုမျိုးသုံးတဲ့အခါမှာကိုရီကဘတ်ပေါ်မူတည်ပြီးတော့အရှိကနောင်းရဲ့အနောက်မှာပါတီကေက သုံးမလားအုတ်သုံးမလားဆိုတာဘာကိုကြည့်မလဲဘက်ကိုကြည့်ပါမယ်ဒိုးရှိကကြည်ဒိုးရှိလားတာဒိုးရှိလားပေါ်မူတည်ပြီးတော့မှပါတီကယ်ဘာသုံးမလဲဆိုတာကိုမစင်စားရမယ်အဲ့တော့ကိုတိုင်လုံးလို့ဒီဟာဒီဟာဖြစ်ပြသွားရစဉ်ပါတီကယ်အုတ်ကိုတိုင်မလုံးပဲအော်တိုဖြစ်တယ်ဆိုရင်ပါတီကယ်ကနေတွဲသုံးပေးအဲ့တော့အောက်မှာဆိုရင်ကြည့်ကြည့် 財布を落としてしまいました。パサンエイぴょっじゃとわれ、じゃぴょっとわれ、いるとはပြောじゃな。だが、子が漏ったဖြစ်တဲ့အတွက် సై ဖူအိုဆိုပြီးပါတီကယ်အိုနေရေးထားတယ်။ဒုတိယတစ်ခုမှာပါဆိုခွန်ကခွာတဲ့သေးရှိမိုင်းမစတာကွန်ပျူတာကိုဖြတ်စည်းမိသွားတယ်။ဒီမှာကကြတော့ကိုလောက်တာမဟုတ်ဘူးကွန်ပျူတာကအလိုအလျောက်ဖြတ်စည်းထားတာဖြစ်တဲ့အတွက်ကြောင့်ပါတီကယ်ဘာနဲ့တော့ဂါနဲ့တုံးထားပေးတာ။ အဲ့တော့အခန်း26မှာကိုကမှတ်ထားမှာကဒိုးရှိတော့ခေါ်တဲ့ဘက်တွေကိုတေချာမှတ်ပါဒိုးရှိဆိုတဲ့ဘက်တွေကြက်တဲ့အခါကျရင်ကြည်ဒိုးရှိဆိုတဲ့ဘလာတာဒိုးရှိလို့ခေါ်တဲ့ဘလာဆိုတာကိုတေချာလေးမှတ်ပြီးအပေါ်မူတည်ပြီးတော့မှပါတီကယ်တောင်းအောင်မှာဖြစ်တဲ့အတွက်ဒီအခန်းလေးလည်းအရေးကြီးတဲ့အခန်းထဲမှာပါဝင်ပါတယ်နော်